မင်္ဂလာပါရှင်ဒါကတော့ခရမ်းကစိုးတီချက်ဖြစ်ပါတယ်ရှင်အရန်ကိုဆောက်လို့ကောက်ပါတယ်ကျမရဲ့ချက်နီးလေးကိုလည်းအတူလိုက်ကြည့်လိုက်ရအောင်နော်အရင်ဥဆုံးခရမ်းကစိုးတီထဲမှာငရုတ်တီစိမ့်လေးထည့်ပြီးတော့ပြုတ်လိုက်ပါမယ်ရှင်ရေတစ်ချိန်ဆေးလိုက်ပါမယ်ပြုတ်ပြီးရင်လည်းရေထပ်ဆေးပါမယ်နော် ပြုတ်ပြီးတော့မှအညာလေးတွေကို ရွှေ့ပါမယ်ရှင် ရေထည့်ပြီးပြီဆိုရင်တော့အဖုံးအုပ်ပြီးရောမီးဖို့မှပြုတ်ထားပေးလိုက်ပါမယ်။အရန်ကြီးလူအောင်ပြုတ်စီရတော့မလိုပါဘူးเนาะပြန်ပြုတ်ချက်မှမဟုတ်လို့လေ။ကဲဒီလိုလေးနည်းနည်းလေးနူးသွားပြီဆိုရင်တော့ချပြီးတော့အညာလေးတွေရွှေ့ပြီးတော့ထောင်းပါမယ်ရှင်။ဒီလိုချက်နီးကအရန်ကိုစောက်ကောင်းပါရင်เนาะ ခရံကစိုးဒီရလေဘလို့ချက်ချက်ကောင်းပါတယ်ရှင်အစိမ့်နှချမ်းခွေးပြီးချက်လက်ကောင်းတယ်ဒါကတော့ကျမတို့အိမ်မှာအမေကအမြဲတမ်းချက်ကျွေးနေကြချက်နီလေးကိုပြပေးတာပါနော်အရန်ကိုမဆောင်လို့ကောင်းတယ်ဒီတခွက်ဒီနဲ့ကိုဒီဟင်းတမျိုးဒီနဲ့ကိုထမင်းရမိုင်ပြီးသားပါနော်သူ့ရဲ့အနှစ်လေးတွေနဲ့တကယ်နေစားတော့နေစားတာအရန်ကောင်းပါတယ်ရှင်ကဲဒီလိုလေးကြည်သွားပြီနော်အရန်ကြီးကြည်စရာတော့မလိုပါဘူးရှင်ဒီလိုနှချမ်းကွေးလောက်ဆိုရင်တော့အဆင်ပြေပါပြီ ဓာတ်နဲ့လီးပြီးခွေးချက်တာထက်ဒီလိုလေးထောင်းပြီးချက်တာကအရန်ကိုမှစားလို့ကောင်းတယ်နော်သူအရသာကြီးကအပြင်မှာထွက်လာလို့လေကျက်တူနီစီတက်မယ်ရင်ဦးဆုံးစီတက်ထဲမှာစနွေးလေးထည့်လိုက်မယ်နော်ဘာဖြစ်လဲဆိုတော့ဒီခရံကစိုးဒီချက်မှာကျမကပစုံဟင်းခက်လေးထည့်ထားမှလို့လေပစုံအမီနတ်လေးနဲ့ရှိရအောင်စနွေးလေးထည့်ပေးတာပါရှင်ထောင်းထားတဲ့ဒီခရံကစိုးဒီငွေရုပ်ကြီးတွေကိုအကုန်လုံးထည့်ပြီးစီတက်ပေးလိုက်မယ်နော် ေချက်စာကူတည်ဘူးဆိုရင်ဒီလိုလေချက်စာကြည့်လိုက်ပါတော့ခဲစားလို့ကောင်းတယ်ရှင်ခဲပစုံဖြူလေးတွေစီကျူတက်စင်ထားတာကိုထည့်လိုက်မယ်နော်ခင်ခတ်အနေနဲ့ထည့်တာပါရှင်အများကြီးထက်ဆက်မလို့ပါဘူးနော်ပစုံချက်တယ်လို့ဖြစ်သွားမှာဆိုလို့ပါရန်ကစုဒီလေးအရသာရှိနေဖို့ပစုံလေးနည်းနည်းထည့်တယ်ဒါကတော့ညီငပိနဲ့ထည့်လိုက်တယ်နော်ညင်ကပီကကျမရဲ့တုံးထားတဲ့ညင်ကပီကလေသေးတယ်အဖက်တွေမှာပါတဲ့အတွက်ကျမအထီးတိုင်းမဲ့ထဲ့ရနော် တကယ်လို့သေးတွေပါပြီးပါတဲ့ငပိဆွေရစ်ပြီးထက်ပါရှင်။ဆားထက်လိုက်တယ်အရတမလေးနည်းနည်းထက်လိုက်ပါတယ်ရှင်။ကြည်လေးထက်လိုက်မယ်နော်အများကြီးတော့ထက်ဆင်မလို့အလုံးကကြက်ပြီးသားဆိုလို့ငပိလေးရဲ့အနံပြအောင်ကြည်နဲ့ထည့်ပြီးတော့တည်ထားပေးလိုက်မယ်။ဒီထဲမှာကျမကအချင်းကြိုက်တဲ့အတွက်မကြီးသေးလေးနဲ့ထည့်ရနော်တကယ်လို့မကြိုက်ဘူးဆိုလည်းမထည့်လို့ရပါရဲ့ရှင် အရန်ကြီးချင်တော့မဟုတ်ပဲနဲ့နည်းနည်းလေးပေါ့နော်အချင်တက်လေးရအောင်မကြီးမိရလဲတန့်နေတဲ့အတွက်ကျမကဒီတိုင်းမဲ့အခေထဲလိုက်တယ်ကိုတိုင်လောက်ထားတယ်မကြီးသည်ဆိုလို့လေတန့်လေးနဲ့ဖတ်ပါသုံးလို့ရတယ်ရှင်ကဲဒါကတော့စီပြန်လာတဲ့အနေဒါစီကတော့နည်းနည်းပို့ထည့်ရပါရဲ့နော်ဒီဟင်းကလေစီလေးပို့ထည့်မှဆာလို့ကောင်းတယ်ဒီမှာမြည်လိုက်ပါမယ်ရှင် ဟိုအရင်ကောင်းပါတယ်နော်ကဲကောင်းတာနော်ဒီပစုံကထွက်တဲ့အချိုတက်လေးနဲ့ညီငပြီးအရတာလေးနဲ့ဆိုအရင်ကောင်းတယ်ဒီပိုက်လိုက်ပါပြီရှင်တကယ်ပဲအရင်ကောင်းတယ်ခရံကစိုးတိချက်ရပါပြီစားကြပါဦးရှင်တကယ်ချင်းတို့တကယ်ကြွေးချင်တယ်နော်အရင်ဆက်ကောင်းလို့လေ